အားလုံးပဲမင်္ဂလာပါ Daily Boy ဖွပေါ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရယ်ဒီနေ့နိုဝင်ဘာလ16ရက်နေ့တနင်္ဂနွေနေ့ညမှာရှင်ပြိုင်ကစားကြမယ်ကဘာဖလာခြေစစ်ပွဲစဉ်တွေရတာနောက်ဆုံးပွဲစဉ်တွေဖြစ်တဲ့ဟန်ဂေရီတင်းနဲ့အိုင်ယာလန်ယူကရိန်းတင်းနဲ့အိုင်စလန်တင်းတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုပွဲစဉ်တွေအပါအဝင် အခြားပွဲစဉ်လေးတွေရဲ့ပွဲကြိုသုံးသပ်ချက်တွေကိုတင်ဆက်ပေးသွားမှာလည်းဖြစ်ပါရယ်ပထမဦးဆုံးအနေနဲ့ကတော့ဟန်ဂေရီတင်းတင်းတာအာယာလန်တင်းတို့ရဲ့ပွဲစဉ်အားဆိုလို့ရှိရင်ဒီပွဲကတော့မြန်မာစံတော်ချိန်ည၈နာရီခွဲအချိန်မှာရှင်ပြိုင်ကစားကြမှာလည်းဖြစ်ပါရယ်ဟန်ဂေရီတို့အနေနဲ့လက်ရှိမှာဆိုလို့ရှိရင်တော့ဒါနောက်ပိုင်းပွဲစဉ်တွေမှာအသင်းရဲ့စမ်းဆောင်ရေးပိုင်တွေကပုံစံကောင်းနေမှာပဲရှိနေတာဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာဆိုလို့ရှိရင်နှစ်ပွဲနိုင်တပွဲတည်းရေဆိုတဲ့ရလက်ကောင်းတွေကိုပိုင်ဆိုင်ထားကအောက်စုတွဲမှာဆိုလို့ရှိရင်တော့ ငါးပွဲကစားနှစ်ပွဲနိုင်နှစ်ပွဲတည်းရေတပွဲရှုံးဆိုတဲ့ရာလန်မျိုးနဲ့ဒါရမှတ်ရှင်းမှန်ရရှိထားတာလည်းဖြစ်ပါတယ်တစ်ဖက်ကအိုင်ယာလန်တင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒါအိုင်ယာလန်တင်းကလည်းခြေစွမ်းပိုင်းရောရလတ်ပိုင်းမှာပါမစိုးလာတဲ့အတင်းဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲစတိုင်နှစ်ပွဲစလုံးကိုအနာရရှိအောင်ကစားထားတာလည်းဖြစ်ပါတယ်အိုင်ယာလန်တင်းကတော့အုပ်စုတွင်းမှာဆိုလို့ရှိရင်တော့ရမှတ်9မှတ်ဒါရရှိထားတဲ့အနေအထားမျိုးလို့ပြောရမယ်ဒီနှစ်သင်းပေါ်ကထိတ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်က ီစုစုပေါင်းဆိုလို့ရှိရင်၄ဘွဲပဲရှိတယ်အဲ့၄ဘွဲမှာဆိုလို့ရှိရင်တော့အာရလန်တင်းကတစ်ချိန်တိုင်းကျန်တဲ့၃ချိန်ကတော့တရေရလန်သာထွက်ပေါ်ထားတာဖြစ်ပြီးလက်ရှိနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့နှစ်သိန်းလုံးကတော့ဒါခြေစောင်းပိုင်းရလန်ပိုင်းမှာပါတိတ်ပြီးတော့ဒါကွာချောင်းမှုမရှိတာတဲ့အနေအထားမျိုးလို့ပြောရမယ်ပြီးတော့ဒီနှစ်သိန်းလုံးကဒီရမှတ်ကလည်း၈မှတ်9မှတ်ဆိုတဲ့ပုံစံအနေအထားမျိုးမှာဆိုတော့အုပ်စုကနေတက်ဖို့အတွက်ကလုံးဝဗျာဒီပွဲကအကျိတ်အနေနဲ့ရှင်ပိုင်ကစားရမယ့်ပွဲစဉ်မျိုးနိုင်တဲ့ကောင်ကဒါနောက်တစ်ဆင့်ကိုတည့်ရောက်မယ့်အနေအထားမျိုးပေါ့လေ ဆိုဒီဘွဲကတော်တော်လေးတော့ဒါကောင်းတယ်ဒီဖွဲ့လက်ထားတဲ့ပေါင်ကျဲရောက်ဆိုလို့ရှိရင်တော့ဟန်ဂေရီအနေနဲ့အိုင်ယာလန်တင်းကိုတလုံးကို60သာကျေးပွင့်ထားတာဖြစ်ပြီးဂိုးပေါင်းရောက်ဆိုရင်တော့နှလုံးကို50ရှုံးကျေးပွင့်ထားတာလည်းဖြစ်ပါတယ်တစ်ဖက်ကအိုင်ယာလန်တင်းကလည်းလက်ရှိမှာဒါအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကပုံစံကောင်းနေမှာရှိနေတာဖြစ်လို့ဒီဘွဲကတော့ဒါဟန်ဂီရိုရီတို့အတွက်ကလည်းတကယ်ကိုမလွယ်ကူတဲ့ပွဲစဉ်မျိုးတရေရလက်ကိုပဲဒါပို့ပြီးတော့ဥတီသွားဖို့များတယ်ပွဲစဉ်ရရလက်ကကျွန်တော်ရဲ့အကြိုက်ဆိုရင်တော့ဒါ1 1 တူတူဆိုတဲ့ပုံစံမျိုးလောက်နဲ့ပြီးသွားဖို့များတယ်ဆိုတော့တရေဆိုလို့ရှိရင်လောဘကိုတရားပြီးပျော်ရွှင်ရမယ်အာရလတ်တင်းကိုပဲပို့ပြီးတော့ဒါအကြိုက်တူမီတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်နောက်ထပ်ယူကရိန်းတင်းနဲ့အိုက်စလန်တင်းတို့ရဲ့ထိတိုက်တွေ့ဆုံမှုပွဲစဉ်ကတော့ဒီပွဲကဆိုလို့ရှိရင်မြန်မာစံတော်ချိန်ည7:00နာရီခွဲအချိန်မှာအရှင်ပိုင်းကစားကြမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့ယူကရိန်းတင်းကတော့လက်ရှိမှာဆိုလို့ရှိရင်တော့ဒါအသင်းရဲ့ခြေစွမ်းပွဲရောရလတ်ပိုင်းတွေကအရန်ကြီးတော့လေအားရစရာတော့မရှိဘူး အုပ်စုပွဲစဉ်ဒီမှာ၅ပွဲကစားထားပြီးတော့၂ပွဲနိုင်၁ပွဲတရင်၂ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားကရမှတ်9မှတ်ရရှိထားတာလည်းဖြစ်ပါတယ်။တစ်ဖက်ကအိုက်စလန်တင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒါအိုက်စလန်တင်းကလည်းခြေစောင်းပွဲရောရလဒ်ပိုင်းမှာပါတိတ်ပြီးတော့ဒါအားရစရာမရှိတဲ့အသင်းမျိုးလို့ပြောရမယ်။သူတို့ကလည်းဒါနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆိုလို့ရှိရင်တော့၂ပွဲနိုင်၁ပွဲတရင်၂ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတာဖြစ်ပြီးတော့အုပ်စုအတွင်းမှာဆိုလို့ရှိရင်ဒါရမှတ်9မှတ်ရရှိထားတာလည်းဖြစ်ပါတယ်။ ဒီနှစ်သင်းမှာကတော့ဒါထိုက်တိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကစစ်စုပေါင်းဆိုလို့ရှိရင်၄ပွဲတည်းရှိထားတယ်။အဲ့၄ပွဲမှာဆိုလို့ရှိရင်တော့ဒါယူကရိန်းအသင်းက2ကြိမ်တိုင်းအိုက်စလန်အသင်းက2ကြိမ်အတိုင်းရရှိအောင်ကစားထားတာဖြစ်ပြီးကျန်တဲ့2ကြိမ်ကတော့တရေရလက်ထွက်ပေါ်ထားတာလည်းဖြစ်ပါတယ်။လက်ရှိနေတော့ကိုကြည့်မယ်ဆိုလို့ရှိရင်တော့နှစ်သင်းလုံးကတော့ခြေစွမ်းပိုင်းရလက်ပိုင်းမှာပါတိတ်ပြီးတော့ဒါကွာချမှုမရှိလာတဲ့အနေအထားမျိုးလို့ပြောရမယ်။ပြီးတော့ဒီနှစ်သင်းကဆိုလို့ရှိရင်ဒီအုပ်စုတွေမှာဆိုလို့ရှိရင် ရမက်ကခုနှစ်မက်စီတူညီနေကြတာဖြစ်လို့နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ကအခွင့်အရေးကပြလုံးဝကိုစီရှိနေတဲ့အနေအထားမျိုးပေါ့လေဆိုတော့ဒီပွဲကလည်းတော်တော်လေးတော့ဒါအကျိအနေနဲ့ရှင်ပြိုင်ကစားရမယ့်ပွဲကောင်းတစ်ပွဲလို့ပြောရမယ်။ယူကရိန်းကတော့ဒါယာကူ၈ခုနဲ့ဒီပေကူက၁၇ခုဒီခွင့်ပြုထားကြတာဆိုတော့ပေကူကတော့ပို့ပြီးတော့များတဲ့အသင်းတစ်ဖက်ကဒီအိုက်စလန်ကကြတော့ယာကူ၃၃ခုနဲ့ပေကူကဒါ၉ခုခွင့်ပြုထားရတယ်ဒါယာကူကတော့၄ခုတာတဲ့အနေအထားမျိုးပေါ့လေ။ဆိုတော့ဒီနှစ်သင်းကတော့ဒါယာကူပေကူအားပြည့်ဆိုလို့ရှိရင်ဒါတကယ် ချမ်းတဲ့အသင်းတွေထဲမှာပါတယ်။ပြီးတော့ဖွင့်လှစ်ထားတဲ့ဒီပေါင်ကျေးကတော့ယူကရိန်းတို့အနေနဲ့အိုက်စလန်အသင်းကိုတစ်လုံးကို90ဆစာကျေးပွင့်ထားတာဖြစ်ပြီးဘိုးပေါင်းရဆင်တော့နှလုံးကို90ရှုံးကျေးပွင့်ထားတာလည်းဖြစ်ပါတယ်။တစ်ဖက်ကအိုက်စလန်အသင်းကလည်းဒါလက်ရှိမှာအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကတိတ်ပြီးတော့အားရစရာမရှိဘူးဆိုရင်ပဲယူကရိန်းအသင်းကိုလည်းကျွန်တော်တို့ကအများကြီးတော့လည်းမျှော်လင့်ထားလို့တော့မရဘူး။ဆိုဒီဘွဲကတော့အသင်းကိုရွေးချယ်တာလေးစာလို့ရှိရင်ဒါနှစ်သင်းပေါင်းအသွင်းကိုကတုံလုံးပြဖို့အတွက်အရန်ကြီးမခက်ခဲနိုင်တဲ့ပွဲစဉ်မျိုးဖြစ်လို့ သုံးလုံးဆိုရင်တရားပြည့်ပြောရှင်ရပဲဂုံအများကိုပဲပို့ပြီးတော့အကြိုက်တွင်းပြီးတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။နောက်ထပ်အီတလီအသင်းနဲ့နော်ဝေးအသင်းတို့ရဲ့ပွဲစဉ်အားဆိုလို့ရှိရင်ဒီပွဲကတော့မြန်မာစံတော်ချိန်ည2:15မိနစ်အချိန်မှာအရှင်ပိုင်ကစားကြမှာလည်းဖြစ်ပါတယ်။အီတလီတို့အနေနဲ့လက်ရှိမှာဆိုလို့ရှိရင်တော့နောက်ပိုင်းပွဲစဉ်တွေမှာအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကပုံစံကောင်းတွေကိုပြန်လည်ရရှိနေတာဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆိုလို့ရှိရင်လည်း မဟာဝဲစလုံးကိုရာလုံးပြီးအနာရရှိအောင်ကစားထားတာဖြစ်ပြီးတော့လက်ရှိအုပ်စုတွဲမှာဆိုလို့ရှိရင်ဒါရာမတ်ဆက်ရှင်မန်နဲ့အမတ်ဒီဇာရဲ့အစင်းနှစ်နေရာမှာရက်ဒီနေရာလေးဖြစ်ပါတယ်။တစ်ဖက်ကနော်ဝေးသင်းကိုကြည့်မယ်ဆိုရင်ဒါနော်ဝေးကတော့လက်ရှိရာဒီမှာဒါအသင်းရဲ့စမ်းဆောင်ရေးပိုင်းတွေကတကယ်ကိုမှပဲဒါအကောင်းဆုံးပုံစံမျိုးမှာရှိနေတာဖြစ်ပြီးနော်ဝေးတို့အနေနဲ့အုပ်စုပွဲစဉ်9ပွဲကစားထားရမှာ9ပွဲစလုံးကိုရာနှုံးပြီးအနိုင်ရရှိအောင်ကစားထားတာလည်းဖြစ်ပါတယ်။ ပြီးတော့ဒီအဲ့ခုနပွဲမှာဆိုလို့ရှိရင်လည်းသူတို့အနေနဲ့ပွဲတိုင်းနှီးပါလို့လို့ကိုဒါဂိုးပြတ်တွေကြီးတွင်းယူပြီးတော့ရာနှုတ်ပြအနာရရှိအောင်ကစားထားတာကိုလည်းတွေ့ရတယ်။နော်ဝေးသရက်တွေလက်ရှိစမ်းဆောင်ရေးပိုင်းကတော့တော်တော်ကြီးကိုကောင်းတဲ့အနေအထားမျိုးလို့ပြောရမယ်။ဒီနှစ်သင်းမှာကလည်းကျွန်တော်တို့ဒီထိုက်တိုက်ပြဆုံခဲ့တဲ့ပွဲစဉ်က၃ပွဲရှိထားတယ်။အဲ့၃ပွဲမှာဆိုလို့ရှိရင်တော့အီတလီအသင်းက၂ချိန်တိုင်းနော်ဝေးအသင်းက၁ချိန်အနာရရှိအောင်ကစားထားတာလည်းဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့ဒီပထမတွေ့ဆုံခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့နော်ဝေးတို့အနေနဲ့အိမ်ခွင်းမှာ အီတလီအသင်းကိုဒါတတရရပဲ3-0ဆိုတဲ့ကြားနဲ့ဂိုးပြအနိုင်ရရှိအောင်ကစားထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်ဒီနှစ်သင်းရဲ့ဒီလက်ရှိအနေအထားအရဆိုလို့ရှင်တော့နှစ်သင်းလုံးကတော့ခြေစောင်းပေါင်းရလတ်ပိုင်းမှာပါတကယ်ကိုအကောင်းဆုံးပုံစံအနေအထားမျိုးမှာရှိနေကြတာလည်းဖြစ်ပါတယ်ဒီပွဲကလည်းဒါအီတလီသင်းကတော့ရမတ်16မတ်ပြီးတော့နော်ဝေးကတော့ရမတ်က27မတ်ဆိုတော့နှစ်သင်းလုံးကတော့ဒါနောက်ဆက်ကိုတက်ရောက် ပြီးသားတွေဖြစ်တယ်ဒါမဲ့လည်းဒီ အတင်းကြီးထိရိုက်ပြစ်စုံတဲ့ပွဲစဉ်မျိုးဆိုတော့ဗျာတကယ်ကိုမှအကျိတ်နဲ့ထက်ပြီးတော့ကစားရမယ့်ပွဲစဉ်မျိုးလက်ရှိဒဏ်ရာရတဲ့အပိုင်းမှာကတော့ကျွန်တော်တို့ဒါအီတလီအသင်းမှာကတယောက်သာကြုံတွေ့နေရတာဖြစ်ပြီးနော်ဝေးအသင်းမှာဆိုလို့ရှိရင်တော့ဒဏ်ရာရတဲ့ကစားသမားကတယောက်မှမရှိဘူးအကုန်လုံးကတော့ဒါပုံစံကောင်းနေမှာရှိနေရလဲဖြစ်ပါတယ်ဒီပွဲကလည်းဖွင့်လှစ်ထားတဲ့ပေါက်ကျဲရဆိုလို့ရှိရင်တော့အီတလီတို့အနေနဲ့နော်ဝေးအသင်းကို level 80ရှုံးကျေးခွင့်ထားတာဖြစ်ပြီးဂိုးပေါင်းရဆိုတော့အုံလုံးကို90စားကျေးခွင့်ထားတာလည်းဖြစ်ပါတယ် တစ်ဖက်ကနော်ဝေးသင်းကလည်းဒါလက်ရှိမှာကအသင်းရဲ့စမ်းဆောင်ရေးပိုင်းတွေကတကယ်ကိုကောင်းမွန်နေတာဖြစ်လို့ဒီပွဲကလည်းအီတလီတို့အနေနဲ့ဒါအသာစီးရဖို့ဆိုတာကတော့တော်တော်လေးတော့ခက်ခက်ခဲခဲနဲ့ရုန်းကန်ရမယ်ပွဲစဉ်မျိုးလို့ပြောရမယ်ဆိုဒီပွဲရဲ့ရာလတ်ကကျွန်တော်ရဲ့အကြိုက်ဆိုလို့ရှိရင်တော့ဒါပွဲစဉ်ရဲ့ရာလတ်ကတူတူဆိုတဲ့ပုံစံမျိုးတွေတကယ်လို့နိုင်မယ်ဆိုတော့မြဲဒါနော်ဝေးသင်းကပဲ1 2ဆိုတဲ့ပုံစံမျိုးလောက်နဲ့ကပ်ပြီးတော့နိုင်တော့ဖို့များတယ်ဆိုဒီပွဲကတော့ဒါ တရေဆွေနောင်မဲ့ခွန်နေဆလာပြောရှင်ရမယ်နော်ဝေးအသင်းကိုပဲအကြိုက်တွင်းပြီးတဲ့ပွဲစဉ်ဖြစ်ပြီးပွဲစဉ်ရဲ့ရလဒ်ကလည်းနှစ်သိန်းပေါင်းသွင်းဖို့ဆိုလို့ရှိရင်၃လုံး၃လုံးရဲ့အထက်မှာပဲရှိနိုင်တဲ့ပွဲစဉ်မျိုးဖြစ်လို့၃လုံးဆိုရင်50စားရမယ်ကိုအမြောက်ကိုတော့ပိုပြီးမှသာအကြိုက်တွင်းပြီးတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်နောက်ထပ်စပိန်လာလီဂါလိတ်တူးကပွဲစဉ်တစ်ပွဲဖြစ်တဲ့ကော်ဒိုဘာသင်းနဲ့ဒီပိုတီပိုသင်းတို့ရဲ့ပွဲစဉ်ဟာဆိုလို့ရှိရင်ဒီပွဲကတော့မြန်မာစံတော်ချိန်ည7:00နာရီအချိန်မှာရှင်ပြိုင်ကစားကြမှာလည်းဖြစ်ပါတယ် ကျွန်တော်တို့ကကော်ဒိုဘာတင်းကတော့လက်ရှိမှာဆိုလို့ရှိရင်ဒါအတင်းရဲ့စမ်းဆောင်ရိပိုင်းတွေကမဆိုးဘူးလို့ပြောရမယ်။နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာ၂ပွဲတိုင်း၂ပွဲတည်းရေးတပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတာဖြစ်ပြီးစပိန်နာလီကလိပ်2မှာဆိုလို့ရှိရင်တော့အမှန်ပီစီအားရဲ့အဆင့်ရှင်းနေရာမှာရက်တည်နေရလဲဖြစ်ပါတယ်။တစ်ဖက်ကဒီပုတ်ဒီပုတ်တင်းကလည်းလက်ရှိမှာအတင်းရဲ့စမ်းဆောင်ရိပိုင်းတွေကအကောင်းဆုံးမှာပဲရှိနေတာဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာဆိုရင်၃ပွဲစလုံးကိုရာနှုန်းပြအနိုင်ရရှိအောင်ကစားထားတာစပိန်နာလီကလိပ်2အမှန်ပီစီအားရဲ့ အဆင့်3နေရာမှာရက်တည်နေရာလည်းဖြစ်ပါတယ်။ဒီနေ့သင်းပါကထိတ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကနောက်ဆုံးတွေ့ဆုံခဲ့တဲ့5ပွဲမှာဆိုလို့ရှိရင် Ancient Cordoba တင်းကတစ်ချိန်နိုင်ဒီပုတ်ဒီပုတ်တင်းကလည်းတစ်ချိန်နိုင်ရရှိအောင်ကစားထားတာဖြစ်ပြီးကျန်တဲ့3ချိန်ကတော့တရေရလက်ထွက်ပေါ်ထားတာလည်းဖြစ်ပါတယ်။လက်ရှိနေထားရဆိုလို့ရှိရင်တော့ဒါနှစ်သင်းလုံးကတော့ခြေဆွမ်းပွဲရလက်ပိုင်းမှာပါအစံကြီးတော့လဲကွာချောင်းမှုတော့မရှိဘူးဖွင့်လှစ်ထားတဲ့ဒီပေါက်ကြဲရဆိုလို့ရှိရင်တော့အင်ရှင်ကော်ဒိုဘာတင်းကပဲ ဒီပို့တီပို့သင်းကိုလည်းပဲ20ရုံးကြေးပွင့်ထားတာဖြစ်ပြီးဂိုးပေါင်းအရဆိုရင်တော့၃လုံးကို80စာကြေးပွင့်ထားတာလည်းဖြစ်ပါတယ်။တစ်ဖက်ကဒီပို့တီပို့သင်းကလည်းလက်ရှိမှာသင်ရဲ့စွမ်းဆောင်ရည်ပိုင်းတွေကပုံစံကောင်းနေမှာပဲရှိနေတာဖြစ်လို့ဒီပွဲရဲ့ရလကကျွန်တော်ရဲ့အကြိုက်ဆိုလို့ရှိရင်တော့11တကယ်လို့နိုင်တောင်မဲ့ဒါဒီပို့တီပို့သင်းကပဲဈေးဝယ်ဆိုတဲ့ပုံစံပြီးတော့လည်းကတ်ပြီးတော့နိုင်တောင်ကိုများတယ်။ဆိုတော့ဒီပွဲကတော့တရေဆွန်တောင်မဲ့ဒါ20လောက်ထိပြောရှင်ရအောင်မဲ့ ဒီပုတ်ဒီပုတ်တင်းကိုပဲပို့ပြီးတော့အကြိုက်တွေ့မိတဲ့ပွဲစဉ်လေးဖြစ်ပါတယ်